မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွာမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးမင်းသားတွေပါဝင်တရုတ်ဆောင်ထားတဲ့စစ်တပ်ကဝါရဖြန့်တဲ့ဇက်ကားထဲမှာတရုတ်ဆောင်တွေအပေါ်တော်လိုင်းရေးအတိုင်းအဝိုင်းအပါဝင်ပြည်သူတွေရဲ့ဝေဖန်တမ်းတွေစုညံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံထောင်တာတော်လိုင်းရေးမဟုတ်ဘူးတဲ့။အင်တွေမိရှို့တာကကြတော့နယ်မြေရှင်းလင်းရေးတဲ့။ လေရင်နဲ့ပြည်သူတွေကလေးတွေပါမကြမ်းဘုံကျဲတာကကြတော့စစ်စင်ရေးကိုယ့်ရဲ့လက်အောက်မှာမလုချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချကိုမကောင်းဘူးမကောင်းပြောတဲ့သူတွေကိုဖမ်းဆီးဖြောက်ဖြက်ပြစ်တာကနိုင်ငံရေးစစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတတ်မတော်ပေါ့လေလို့ Revolution Fan War RFW page ကမြေပြင်အခြေအနေနဲ့ကွာဟနေတဲ့အကြောင်းကိုထောက်ပြထားပါတယ်။ဒီဇာကားကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်တည်းမဟုတ်ဘဲပြည်သူ့ဘက်တော်သားတွေရဲ့တည်ရှိမှုကိုပါသကလုံးအတုံးနှုံအမှုရာတွေနဲ့စော်ကားထားကြတာလို့ပြည်သူတွေကဝေဖန်နေကြပါတယ်။ပြည်သူတွေပေးတဲ့နာမည်တွေနဲ့အောင်မြင်လာပြီးတော့ပြည်သူလူထုကိုပြန်ပြီးတော့ကျေးဇူးဆက်လိုက်တာပေါ့လေ။ဒါအလားပြိတ်သက်ကိုချက်တာဒါအလားပြိတ်သက်ရဲ့အမှုပညာရှင်တွေလားမအားလာကိုမထောက်ခံလို့အေးအေးနေလဲရတယ်။ ချောက်ချောက်နဲ့ရရပါတယ်လို့တော့မပြောနဲ့နော်လို့ပြည်သူတအုပ်ကဝေဖန်ထားပါဗျ။စစ်အစိုးရခေတ်ဆက်ဆက်ကအသုံးပြခဲ့တဲ့နီလန်းများအတိုင်းစစ်ခွေးဘောမှအမှုပညာရှင်တွေရဲ့အားကိုအသုံးပြပြီးတော့ရွေးကောက်ပွဲအတွက်ဆွဲဆောင်ခဲ့ပေမယ့်ဒီကြိမ်ကတော့မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘူးလို့ဆိုရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ဒီစကားထွက်လာပြီးတဲ့အချိန်မှာတော်လိုင်းရဲ့ကာလာအစကအရှင်ကောင်းခဲ့တဲ့ white cock ဆိုတဲ့စကလုံးကပြန်လည်ပြီးတော့ရေးပန်းစားလာခဲ့ပါတယ်အဖတ်မလို့ကြောင်းလူညီဖို့သူတို့ရဲ့အကောင့်တွေကို follow ဖြုတ်ပါ follow ဖြုတ်ပြီး block ထားရင်ပိုကောင်းပါတယ် follow လုတ်ထားပြီးတော့အဖတ်မလို့ဘူးလို့ပြောနေလဲအလကားပဲလို့စစ်တပ် CDM ကိုခန့်ကိုကသူ့ရဲ့အကောင့်မှာရေးသားထားပါတယ်စာမသိင်ချင်းလို့စေးမကုချင်းလို့ CDM လုတ်တာမဟုတ်ဘူးအာနာလူတဲ့စစ်ကောင်စီကိုစန့်ကျင်ကြောင်းပြဖို့ CDM လုတ်တာဆိုတဲ့အခြေခံ၄တောင်မှတေးချနားလေပုံမရဘူး CDM လုတ်ခဲ့တဲ့ဆရာဆရာမတွေဟာ CDM လုတ်ခဲ့ပေမဲ့နီးစပ်ရာမှာရရင်ရတယ်လို့စာတွေတင်ပေးခဲ့ကြဈေးတွေကုပေးနေခဲ့ကြပါတယ်တချို့ဆိုရင်အခုချိန်ထိစာတင်ပေးဈေးကုပေးနေကြတော့မှပဲအဲ့ဒီလိုဆက်လုတ်လို့မရတော့အောင်ကိုအောက်ကလိုက်ပြီးတော့ဖိနှိပ်ရန်ရှာခဲ့ကြတာကိုကြတော့ဇန်ညိုးထဲမှာထဲ့မရေးရဲပဲနဲ့ပေါက်တော့ကြရတွေပဲရှောက်ပြီးတော့ပြောနေကြတာခက်တာပဲလို့ရွေးဥတော်လိုင်းရေးမှာပေါင်ခဲ့တဲ့ကိုစင်စီလွင်ကလည်းထောက်ပြထားပါဗျာ ဤပညာအားနည်းတဲ့အရင်ခေတ်ကာလတွေမှာစေခွေးတက်ရဲ့ဝါရဖြန့်တဲ့မူဝါဒကအကျိုးတရားမှုရှိကောင်းရှိနိုင်ပေမဲ့ဒီဘက်ခေတ်မှာတော့မရတော့ပါဘူးစေကောင်းစီကပြည်သူလူထုအပေါ်အကြမ်းဖက်မှုတွေကျူးလွန်နေတာကပြောစကားနဲ့သာမဟုတ်ပဲနဲ့မြေပြင်မှာအမှန်တကယ်ကျူးလွန်နေကြောင်းတတ်တဲ့အတိအကျနဲ့ပါတွေ့နေရပါတယ်စေကောင်းစီကသူတို့ရဲ့လက်အောက်ခံ စစ်ခွေးတွေကိုကန့်တက်ချက်တွေနဲ့လှုပ်ဆောင်ထားတာကြောင့်အဖြစ်မှန်တွေကိုမသိတာဖြစ်နိုင်ပေမယ့်ဒီစကားမှာပါဝင်သူတွေကတော့ဤပညာနဲ့မဆိုင်တဲ့သူတွေဖြစ်တယ်လို့ဆိုရှယ်မီဒီယာကိုအသုံးပြုပြီးတော့ဝင်ဝင်ရှာနေကြတဲ့သူတွေပဲဖြစ်ပါတယ်။နေတိုးနဲ့ချူးလေးတို့ဆိုရင်စစ်ဘေးဒဏ်ကိုအရင်ကတည်းကခံစားနေရတဲ့ရခိုင်လူမျိုးစစ်စစ်တွေပါ။ ဒါပေမဲ့လည်းဒီစကားမှာတော့နေတိုးကလူငယ်တွေရဲ့ရက်တီချက်တွေကိုပုံဖြတ်ခဲ့တယ်လို့ဂျူးလင်းကလည်း CDM ဆီယာမတွေရဲ့လှုပ်ဆောင်ချက်တွေကိုပြည့်ရဲ့ပြုတ်ခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာပြည်သူတွေရဲ့သဘိမ်မောင်းမှုကဘလောက်အတိုင်းအတာအထိရောက်ရှိနေလဲဆိုတာရှေ့မှာလည်းဥပမာတွေရှိပြီးသားပါမြင်းမြတ်ရဲ့ဘော်ဒါအရင်ကြီးဖြစ်တဲ့ယုံလေးက2020ရွေးကောက်ပွဲမတန်ကြီးကာလကဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူအစိုးရကိုစစ်တပ်ရဲ့အထောက်ပံ့မှုနဲ့အမှုပညာအမိခံ music video ရိုက်ပြီးတော့သွေးတိုးဆန်းခဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီကိစ္စကြောင့်ပဲယုံလေးက ဒီနေ့ဒီချိန်ထိပြိသက်ရှိမှပေါ်ပေါ်တင်တင်ရောက်ရှိမလာခဲ့တာပါဒါအပြင်စစ်တပ်ကိုထောက်ခံကြောင်းပေါ်တင်ပြသခဲ့တဲ့ဟာတာလူရှင်တော်ဒိန်းအောင်နဲ့ငိမ့်ညံ့တို့ဆိုရင်လဲ အမှုပညာအလုပ်တွေဆက်မလုပ်ရတော့အပယ်ခံဖြစ်ခဲ့ကြရပါတယ်စစ်ကောင်စီကအခုဆိုရင်သူတို့ရဲ့ဖိနှိပ်မှုတွေကြောင့်တိမ်းရှောင်နေရတဲ့မြန်မာနိုင်ငံသားတွေအများစုရှိတဲ့ခိုင်းနိုင်ငံကိုပါအမှုပညာအမိခံပြီးတော့လှုပ်ရှားမှုတွေပြုလုပ်လာတာကိုတွေ့ရပါတယ်အနည်းဆုံးဥပမာအနေနဲ့ဒီရက်ပိုင်းမှာမြန်မာလူသားအများဆုံးနေထိုင်တဲ့မဟာချိုင်းလိုနေရာမှာစစ်ခွေးကောင်းဆောင်ရဲ့တမီးနဲ့အလုပ်လုပ်သူတွေထုတ်လုပ်ထားတဲ့ပြောတယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုယုံတင်နေတာပဲကြည်ပါ ယုံတင်ယုံနေမဟုတ်ပါဘူးဇကားထဲမှာပါဝင်တဲ့တရုတ်ဆောင်ထားတဲ့နေဝင်းတို့ခင်ဝင်းဝါတို့ပါခေါ်လာပြီးတော့ပြည်သက်နဲ့တွဲဆောင်ဘွဲတွေကိုပါပြုတ်လုပေးနေတာကိုတွေ့ရပါတယ်ဒီလိုကိစ္စတွေကြောင့်တော်လိုင်းရင်အင်အားစုတွေဘက်ကလည်းနေကြော်လှူရှားလာတဲ့ပြည်တွင်းကအမှုပညာရှင်တွေကိုတပိတ်မောက်ဖို့တိုက်တွန်းနှိုးဆော်နေပါတယ်ဒီအပိုင်းထဲမှာ white cock ကိစ္စနဲ့ပတ်သက်ပြီးတော့ဇက်တိုက်ဖော်ပြနေတာက white cock နဲ့ပတ်သက်ပြီးတော့ပြည်သူတွေသွေးအေးသွားမှာဆိုရင်တော့ fake news check community fncc ဘာမှကပြောပြထားပါတယ် အနေနဲ့ကင်းတဲ့စန့်ကျင်မှုမျိုးကိုတော့မှမလုပ်နိုင်ရင်ကျွန်တော်တို့လိုချင်တဲ့ပြည့်ဝတဲ့ဒီမိုကရေစီဆိုတာအိမ်မက်တောင်မက်မနေနဲ့တော့လို့ FNCC ကတောင်းရှိသူကပြောဆိုထားပါတယ်။ဒီကောင်တွေကဒါမျိုးရရင်ဘာဆက်ဖြစ်မလဲဆိုတာမသိလို့မဟုတ်ပါဘူး။ဘာမှမလွဲတာမရှောင်တာလို့ရရပါတယ်ဆိုတဲ့စောက်ခွက်တွေလည်းမဟုတ်ဘူး။အထဲမှာကြောက်ကြောက်နဲ့နေနေရတာပါဆိုပြီးမှစောက်မှတ်မရှိဘဲနဲ့သွားပတ်တတ်နေတဲ့ပြိတ္တဆိုတဲ့စောက်ပိန်းတွေ အများကြီးရှိနေတာကိုသိလွန်းလို့အားလုံးကိုဒါပဲဆိုပြီးရိုက်ပြလိုက်တာလို့စီစဉ်တင်ဆက်သူမောင်မောင်အေးရဲ့လူမှုကွန်ရက်ပေါ်မှာလည်းရေးသားထားပါတယ်တော်လန်အမှုပညာရှင်စိန်သီးကလည်းပြည်သူကိုချစ်ရင်ကပီးတင်ပြီးပြည်သူကို မုန်းရင်ပြတ်သုံးစေရမယ်လို့စစ်ကောင်စီဝါရဖြန့်ဇကားအပေါ်မှတ်ချက်ပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ KK Park ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ဘုံဖောက်ခွဲလိုက်ပြီးတော့ထိုင်းဘက်ချမ်းကိုပါဘုံအစများလွင့်စင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ24ရက်နေ့ကစတင်ပြီးတော့28ရက်နေ့အထိ KK Park ကိုစစ်ခွေးလက်အောက်ခံ BGF တပ်ဖွဲ့တွေကနေ့စဉ်ဆက်တိုက်ဖောက်ခွဲလျက်ရှိရာဒီကနေ့အော်တိုဘားလ28ရက်မနက်10:00နာရီဝန်းကျင်အချိန်မှာ BGF ကနေကင်းအချိန်မှာပါဖောက်ခွဲလာတယ်လို့သိရပါဗါး၎င်းဖောက်ခွဲမှုကဘုံအဆနာများနဲ့အစိပ်ပိုင်းများဟာထိုင်းနိုင်ငံဘက်အချမ်းမှာရှိတဲ့နေအိမ်များပေါ်ကိုကျရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါးအော်တိုဘားလ23ရက်နေ့ကစတင်ပြီးတော့ KK ပတ်ကကြားဖြန့်လုတ်ကင်နေတဲ့နိုင်ငံသားများအပါအဝင်ကြားဖြန့်လုတ်ကင်သူများကို BGF ကနှင်ထုတ်ခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံဘက်အချမ်းကိုကြားဖြတ်လုသားနိုင်ငံသားတထောင်ကျော်ဝင်ရောက်ထွက်ပြေးလာကြတယ်လို့သိရပါတယ်။ထိုင်းအစိုးရကကြားဖြတ် KK ဘက်ကနေထွက်ပြေးလာတဲ့နိုင်ငံသားများကိုထိမ့်သိမ်းစီစစ်မှုများလှုပ်ဆောင်လျက်ရှိတယ်လို့ပြောပါတယ်။အချမ်းမဆက်တက်က KK ဘက်က KNU နဲ့ပတ်သက်နေတယ်ဆိုပြီးတော့ဝင်ရောက်စီးနှင်းမှုများလှုပ်ဆောင်ခဲ့ပြီး KNU ကတော့ KK ဘက်က KNU နဲ့လုံးဝမပတ်သက်ဘူးလို့ညင်းဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီကပြီးခဲ့တဲ့အော်တိုဘားလ23 24 25ရက်နေ့တွေမှာတိုက်ပွဲဖြစ်ပွားရာတိုင်းချောင်းကြီးရွာနယ်ကုလပါချောင်းဝစတဲ့နေရာများကို လေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရခတ်တက်တော် AA နဲ့စေကောင်စီတို့ဟာကြောက်ဖြူမှာရှိတဲ့လမ်းခွဲကုလပါချောင်းဝကျေးရွာများကြားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ AA ဘက်ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ရှေ့တန်းသတင်းအမြင့်ထံကသိရပါဗျ။တိုင်းချောင်းတိုက်ပွဲမှာစစ်ခွေးတွေဘက်က90ကျော်လောက်သေတယ်လို့စီးရင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။စစ်ခွေးတပ်ကကြောက်ဖြူရံပြဲတစ်ပုတ်တောင်လမ်းဆောင်ကနေပြီးတော့ကုလပါချေးရွာအနီးတစ်ဝိုက်မှာစစ်ကြောင်းများထိုးနေပြီးအေအေတပ်များရှိရာ ဂေါ်ဒူတောင်ကိုဥတည်ပြီးတော့တိုက်ခိုက်နေကြောင်းရှေ့တန်းသတင်းရင်းမြစ်ကပြောပါရယ်စစ်ခွေးတပ်ဟာပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့ညနေပိုင်းကစတင်ပြီးတော့တိုင်းချောင်းချေးရွာဘက်ကိုအင်အားတရာကျော်ခန့်တုံးပြီးတော့စစ်ကြောင်းထိုးလာရာအေအေကကြားဖြတ်တိုက်ခိုက်တဲ့အတော့ထိခိုက်ဒေဆုံးမှုများရှိခဲ့ကြောင်းသိရပါရယ် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွဲတပ်ကတိုင်းချောင်းချေရွာကိုလေးချောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပြီးတော့မင်းမြင့်ချေရွာကိုလည်းစစ်တပ်လေထီပါရာမော်တာတွေနဲ့လာရောက်ဘုံကျဲချသွားတယ်လို့ပြောပါရယ်ကြောက်ဖြူမြုပ်အမှတ်32ရဲတပ်ရင်းအနီးမှာလည်းစစ်ခွဲတပ်နဲ့အေအေတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ခွဲတပ်ဘက်ကနောက်ဆုတ်ထွက်ပြေးမှုများလည်းရှိတယ်လို့ဒေသခံများထံကသိရပါရယ်စစ်ခွဲတပ်ကရဲတပ်ဌာနချုပ်များကိုအင်အားတွေတိုးချဲ့ပြီးတော့ပို့ထားတော့လေမြေပြင်စစ်ကြောင်းတွေကိုတော့စစ်ကူမပို့နိုင်တဲ့အတွက်စစ်ကြောင်းထိုးလာတဲ့စစ်ခွဲတပ်များတင်ဆောင်မှု ုတ်များစွာနဲ့တက်ပြန်ဆုတ်ပြေးနေရခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရေဒါရှိမြို့နယ်ကစစ်တောင်းရဲ့အရှိတ်ချမ်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ခွေးတပ်ကသူဆုံးရှုံးထားတဲ့ရေဒါရှိမြို့နယ်စွာမြို့နယ်၃မိုင်လောက်သာဝေးတဲ့ရွာတိကြီးရွာကအထိုင်းစခန်းနဲ့ကာကင်းတွေကိုပြန်ရဖို့အတွက်အပြင်းထန်ထိုးစစ်ဆင်လာတာပဲဖြစ်ပါတယ် ဒီကနေ့မနက်အော်တိုဘားလ28ရက်နေ့မနက်10:00နာရီ6မိနစ်မှာရေဒါရှင်မြို့နယ်စစ်တောင်းမြေအရှိတ်ဘချမ်းတိုက်ပွဲအတွင်းစစ်ရှုံးကောင်စီကလေရင်ဖိုက်တာနှစီးနဲ့ဘုံကျဲတိုက်ခတ်မှုများပြုလုပ်ခဲ့တယ်လို့တရင်3934တပ်ခွဲတက်ကတာဝန်ရှိသူကအတိအပြုပြောကြားထားပါတယ်စစ်ခွေးတပ်ကအင်အား400လောက်နဲ့ထိုးစစ်ဆင်လာပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာလို့နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဗိုလ်လက်ရာကအတိအပြုပြောကြားထားပါတယ်မနေ့ကတနေကုန်တိုက်ပွဲတွေပြင်းထန်တယ်ရွာသစ်ဘက်ကိုတိုက်ရိုက်စစ်ကြောင်းမထိုးဘဲနဲ့ရွာသစ်တောင်ဘက်ဂျောကနေထိုးလာတာ ရေလွဲရွာဘက်မှာနှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့၎င်းကရှင်းပြထားပါဗျ။ဒါအပြင်ဒီကနေ့မှလည်းတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့ဗိုလ်လက်ရာကပြောပါတယ်။ ်စစ်ရေးအရရေးပါတယ်စစ်တောင်းမြေအရှိတ်ချမ်းကရွာသိကျေးရွာကစစ်ကောင်စီတပ်ရဲ့အထိုင်စခန်းတွေကိုနေပြည်တော်တိုင်းစစ်ဌာနလက်အောက်တပ်ရင်းတွေကအော်တိုဝါလာ20ရဲ့နေမှာတိုက်ပိုက်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနေ့တိုက်ပွဲမှာစစ်ကောင်စီဘက်ကတပ်ရင်းမှုအပါအဝင်15ဦးသေဆုံးခဲ့ပြီးတော့စစ်တုံးမှန်းတအူဖမ်းဆီးခံရကတပ်ရင်းမှုညီညီနိုင်ကိုလက်ရဖမ်းဆီးတဲ့အချိန်မှာခုခံမှုပြုလုပ်ခဲ့တာကြောင့် အသေးပြစ်တတ်လိုက်ရတယ်လို့အတိပေးထားပါတယ်။စခန်းသိန်းတိုက်ပွဲမှာ drone ဖြတ်ဆက်ဂျမ်မာတွေအပါအဝင် MA11 တလက် MA3 တလက် G3 3လက်60မမတလက် pistol တလက်အပါအဝင်ဆက်ဆက်ခဲယမ်းတွေကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လန်မြို့နယ်မှာရှိတဲ့ကြီးရွာများကိုအချက်မဆက်တက်ကနှစ်ရက်ဆက်တိုင်း112လေးရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ26ရက်နေ့မနက်9:48မိနစ်အချိန်ကစတင်ပြီးတော့ဝက်လက်မြို့နယ်အနောက်ချမ်းဝက်လက်ရွာသာကြီးလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်းလေတပ်ကနေတက်လာတဲ့112လေယာဉ်တစ်စီးက ဘုံ46လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပကြပ်ဘတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဦးကောင်းကိုဘုံစားထိမှန်သူတအူပါဝင်တဲ့အတွက်ကြောင့်ဒဏ်ရာအခြေအနေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့သိရပါဗျ။အလားတူပဲအော်တိုဘားလာ25ရက်နေ့ကလည်းအကြမ်းမဆက်တဲ့ရဲ့တရုံ၄ဓာတ်ကနေတက်လာတဲ့1 trap ၄ရင်တစည်းကဝက်လက်မြုံနဲ့အနောက်ချမ်းမှာရှိတဲ့ကြေးရွာများကိုဘုံ38လုံးကျဲချတိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ် မနေ့ကစိတ်ခွေးတွေဘုံကျဲသွားတာပြည်သူ9ဦးထိခိုက်ဒဏ်ရာရတယ်လို့တော့သိထားရတယ် တအူးကတော့ဥကောင်းကိုဘုံစားမှန်လို့ဒံယာအချင်းနေစိုးရင်ရပါတယ်ဈေးကူတာမှုပေးပြီးတော့ဆက်လက်ပြီးတော့စောင့်ကြည့်နေရတယ်ဈေးခွေးတွေရဲ့လေချောင်းတက်ခတ်မှုကနေတိုင်းလိုလိုပြုတ်လုံနေလို့ပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ Wallet Informational Network ကတာဝန်ရှိသူကပြောဆိုထားပါတယ်ဒါအပြင်မကွေးတိုင်းပေါ့မြုံနယ်အနောက်မြောက်ချမ်းပုံတောင်တောင်ကျောတဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဈေးခွေးတက်က112လေးရင်နဲ့ဘုံ46လုံးကျဲချတိုက်ခိုက်သွားတယ်လို့ပေါ့မြုံနယ်ကကွေးအဖွဲ့ကကိုလာရောင်ကရှင်းပြထားပါတယ် ဒီကနေ့အော်တိုဘာလ28ရက်နေ့မနက်7:22မိနစ်ကနေပြီးတော့7:34မိနစ်ခန့်အထိဒရုန်းလေတပ်ကနေတက်လာတဲ့ wide flow လေယာဉ်တစ်စီးကပေါ့မြွတ်နဲ့နောက်မြောက်ချမ်းမှာရှိတဲ့ပုံတောင်တောင်ကျောတော်ဝိုက်ကိုဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ဘုံ46လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျာ။ စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့လေချောင်းကနေတိုက်ခိုက်သွားတော့ပါပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုနဲ့နေအိမ်ပျက်စီးတာမျိုးကျွန်တော်တို့တွေဆက်လက်ပြီးတော့စုံစမ်းနေပါတယ်မနေ့ညက9နာရီဝင်းကျယ်လောက်မှာကင်းထောက်တာပေါ့မကွေးတက် ATR 42 MBA ကင်းထောက်နေပေါ့တနအီကျော်ချပါတယ်ပေါက်ထီးလင်းနေအဆက်တွေကိုမနေ့ပိုင်း7နာရီကျော်မှာ wild farm နဲ့ဘုံလာကျဲတာပါပုံတောင်ဂျောနာတောက်ဝိုက်တွေပါပေါက်ထီးလင်းနေဆက်တွေပေါ့လို့ပေါ့မြုတ်နဲ့ကာကွယ်အဖွဲ့ကကိုလာရောင်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ